နှစ်ချင်းခရိယံအသင်းတော်တနစ်တာကျန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်ကောရင်သူဩဝါဒစာ ပထမဆောင်ခန်းကြီး74အငယ်1 - 40။ချစ်ချင်းမြတ်တာကိုမိအောင်လိုက်ကြလော့ဝိညာဉ်စုကျေးစုတို့ကိုအလွန်အလိုရှိကြသည်တွင် ပရောဖက်ပြုရသော အခွင့်ကိုတာ၍လိုချင်သော စိတ်ရှိကြလော့အကြမှုကအခြားသောဘာသာစကားအဖြစ်ပြောသောသူသည် လူတို့အားမပြောဖျားသခင်အားပြော၏သူဤစကားကို အပေသူမျှနားမလဲနည်းနည်းသောအရာတို့ကိုဝိညာဉ်တော်အားဖြင့်ပြော၏ပရောဖက်ပြုသောသူမူကားတိဆောက်ခြင်းတိုက်တွန်းသွေးဆောင်ခြင်းတက်တာခြင်းအလို့ငါလူတို့အားဟောပြော၏အခြားသောဘာသာစကားအားဖြင့်ပြောသောသူသည် ကိုကိုယ်သာတိဆောက်၏ပရောဖက်ပြုသောသူမူကားအသင်းတော်ကိုတိဆောက်၏ သင်တို့ရှိသည်များသည်အခြားသောဘာသာစကားဖြင့်ပြောစီခြင်းကငါအလိုရှိ၏ပရောဖက်ပြုစီခြင်းကတာ၍အလိုရှိ၏အကြောင်းမူကားအခြားသောဘာသာစကားဖြင့်ပြောတော်သူသည် အသင်းတော်ကိုတိဆောက်ခြင်းကအနက်ကို မဖော်မပြလျင် သူထက်ပရောဖက်ပြုတော်သူသည်တာ၍မြတ်သည် ညီအကိုတို့ ငါသည်တင်တို့ရှိရာသို့လာ၍အခြားသောဘာသာစကားဖြင့်ဟောပြောတော်လဲပြာဒိတ်တော်ကိုပြန်ခြင်းပညာအတတ်ကိုသင်ခြင်းပရောဖက်ပြုခြင်းဆုံးမဩဝါဒပေးခြင်းတစ်ခုခုကိုမပြုဘဲလျက်တင်တို့အားပြောလျင်အဘယ်အကျိုးရှိအပ်နည်းထိုနည်းတူအတံမြေတက်သော အဝိညာဏကဆောင်ပလွေတို့သည်တေချာသောအတံဖြင့်မမြည်လျင် ်စောင်းတန်ပလွေတန်တို့ကိုအဘယ်သို့တည်နိုင်မည်နည်းတဘိုးခရာသည်လည်းမမှန်သောအတန်နှင့်မီလျင်အဘယ်သူသည်စစ်တိုက်ခြင်းကမိမိကိုယ်ကို ပြင်ဆင်မည်နည်းထိုနည်းတူသင်တို့သည် နားလေလွယ်သောစကားကိုနှုတ်ဖြင့်မမွတ်လျင်မွတ်သောစကားကိုအဘယ်သို့တည်နိုင်မည်နည်းအာကာသကောင်းငင်ကို ပြောသောသူကဲ့သို့ဖြစ်လိမ့်မည်လူပြည်၌ဘာသာစကားမျိုးတို့သည် ဤမြလောက်များ၍ရှိသမျှတို့သည် အနက်နှင့်ပြေဆုံးသည်မှန်စေတော့ဘာသာစကား၏အနက်ကိုငါနာမလဲလျင်ပြောသောသူအားငါသည် လူရင်းဖြစ်လိမ့်မည် ပြောသောသူသည်လည်းငါအားလူရင်းဖြစ်လိမ့်မည်သို့ဖြစ်၍သင်တို့သည်ဝိညာဉ်စုကျေးဇူးတော်တို့ကိုအလွန်အလိုရှိကြသည်တွင် အသင်းတော်ကိုတိဆောက်ခြင်းကကြွယ်ဝပြေဆုံးမည်အကြောင်းကြိုးစားကြလော့ ထို့ကြောင့်အခြားသောဘာသာစကားကိုပြန်ပြောသောသူသည်အနက်ကိုလည်းဖော်ပြနိုင်မည်အကြောင်းဆုတောင်းစေ။အဘယ်ကြောင့်ဤဟုမူကားအခြားသောဘာသာစကားဖြင့်ငါဆုတောင်းနှင့်ငါစိတ်နှလုံးဆုတောင်းတော်လဲငါဉာဏ်သည်အကျိုးကိုမပေး။တို့ဖြစ်လျင်အဘယ်သို့ပြုရမည်နည်းစိတ်နှလုံးနှင့်၎င်းဉာဏ်နှင့်၎င်းဆုတောင်းရမည်။စိတ်နှလုံးနှင့်၎င်းဉာဏ်နှင့်၎င်းတခြင်းဆိုရမည်။ သို့မဟုတ်တင်သည်စိတ်နှလုံးနှင့်ကျေးဇူးတော်ကိုချီးမွမ်းသောအခါမတက်သောလူစု အဝင်ဖြစ်တော်သူသည်တင်ဤစကားကိုနားမလည်သောကြောင့်ကျေးဇူးတော်ကိုချီးမွမ်းခြင်းသို့လိုက်၍အာမင်ဟုအပေတို့ဝန်ခံနိုင်မည်နီတင်သည်ကျေးဇူးတော်ကိုကောင်းမွန်စွာချီးမွမ်းသည်မှန်စေတော့အခြားသောသူမူကားတိဆောက်ခြင်းအကျိုးမရှိငါသည်တင်တို့ရှိသည်များထက် အခြားသောဘာသာစကားဖြင့် ဟောပြောသောအရာကိုထောက်၍ဖျားသခင်ဤယေရှုတော်ကိုချီးမွမ်း၏သို့တော်လည်းအသင်းတော်၌အခြားသောဘာသာစကားဖြင့် စကားတသောကိုပြောနိုင်သည်ထက်သူတစ်ပါးတို့ကိုတွင်တင်ချင်းကစကားငါးခုကိုညံနှစ်တကွပြောနိုင်သောအခွင့်ကိုတာ၍အလိုရှိ၏ညီကိုတို့သင်တို့သည်ညံအရာ၌သူငယ်မဖြစ်ကြနှင့်မတရားသောအမှုအရာ၌နှိုးဆို့သူငယ်ဖြစ်ကြလော့ ဉာဏ်အရာ၌အသက်ကြီးသောသူဖြစ်ကြလော့ပညာတိကျမ်းစာ၌လာသည်ကအခြားတပါသောရှာအခြားတပါသောနှုတ်နှင့်ဤလူမျိုးကိုငါပြောမည်သို့တော်လည်းသူတို့သည်နားမထောင်ကြဟုသာဝရဖျားမိန်တော်မူ၏တို့ဖြစ်၍အခြားသောဘာသာစကားတို့သည်ယုံကြည်သောသူတို့အားနမိတ်လက္ခဏာဖြစ်သည်မဟုတ်မယုံကြည်သောသူတို့အားနမိတ်လက္ခဏာဖြစ်သည် ပရောဖက်ပြုခြင်းအမှုမူကမယုံကြည်သောသူတို့အဖို့မဟုတ်ယုံကြည်သောသူတို့အဖို့ဖြစ်သည် ထို့ကြောင့်သင်းဝင်သူ အပေါင်းတို့သည် စီဝေ၍အခြားသောဘာသာဖြင့်ဟောပြောလျက်နေကြစဉ်တွင်မယုံကြည်သောသူမတတ်သောသူသည်ဝင်လာခြင်းသင်တို့ကို သူယူဖြစ်ကြသည်ဟု ပြောမည်မဟုတ်လောသို့မဟုတ်သင်ဝင်သူအပေါင်းတို့သည်ပရောဖက်ပြု၍နေကြစဉ်တွင်မယုံကြည်သောသူမတတ်သောသူသည်ဝင်လာလျှင် ်တင်းဝင်သူအပေါင်းတို့သည် သူ၏အပြစ်ကိုဖော်ပြ၍သူ့ကိုစစ်ကြောစီရင်ကြ၏ထိုတို့သူ၏စိတ်နှလုံး၌မထင်ရှားသောအရာတို့သည်ထင်ရှားပြန်၍သူသည်ပြတ်ဝတ်လျက်ဘုရားသခင်ကိုကိုးကွယ်လိမ့်မည်ဘုရားသခင်သည်သင်တို့တွင် အမှန်ရှိတော်မူသည်ဟုသက်သေခံလိမ့်မည်ညီအကိုတို့အဘယ်တို့နီသင်တို့စည်းဝေးကြသောအခါစာလံတခြင်းကိုရသောသူ ဆုံးမဩဝါဒစကားကိုရတော်သူအခြားသောဘာသာစကားကိုရတော်သူပြဋိဒိတော်ကိုရတော်သူအ낵ဖို့ပြရာကိုရတော်သူအတိအတိရှိကြသည်ဖြစ်၍ခတ်သိမ်းသောအမှုတို့ကိုတိဆောက်ခြင်းအလိုငါစီရင်ကြလောအခြားသောဘာသာစကားဖြင့်ဟောပြောတော်သူရှိလျင်နှစ်ယောက်ဖြစ်စေအများဆုံးဆိုသော၃ယောက်ဖြစ်စေတယောက်နောက်တယောက်ပြော၍တယောက်တော်သူသည်အ낵ကိုဖော်ပြစေ စကားပြန်မရှိရင် ဟောပြောတော်သူသည်အသင်းတော်၌တိတ်ဆိတ်စွာနေ၍မိမိအား၎င်းဖျားသခင်အား၎င်းပြောစီပရောဖက်နှစ်ယောက်ဖြစ်စီသုံးယောက်ဖြစ်စီဟောပြော၍အခြားသောသူတို့သည်စစ်ကြောဆင်ခြင်ကြစီထိုင်ရက်နေတော်သူအားတစုံတစ်ခုကိုဖွင့်ပြတော်မူလျင် အရင်ဟောပြောတော်သူသည်တိတ်ဆိတ်စွာနေစီ အကြောင်းမူကားရှိသမျှတို့သည်တင်ချင်းငါ၎င်းရှိသမျှတို့သည်တတ်တာချင်းငါ၎င်းသင်တို့အတိအတိတယောက်နောက်တယောက်ပရောဖက်ပြုရသောအခွင့်ရှိကြ၏ပရောဖက်တို့သည်လည်းမိမိတို့စိတ်ဝိညာဉ်ကိုချုပ်တီးနိုင်ကြ၏ဖျားသခင်သည်ယုံရင်ခတ်သောအမှုကို ပြုစုတော်မမူတန်ရှင်းသူတို့၏အသင်းတော်အပေါင်းတို့၌ဖြစ်တဲ့ကဲ့သို့အသင့်အတင့်ညီဝတ်ချင်းကို ပြုစုတော်မူ၏ င်တို့ဤမိန်းမတို့သည်အသင်းတော်၌တိတ်ဆိတ်စွာနေကြစေသူတို့သည်ဟောပြောရသောအခွင့်မရှိကြပြည့်ညက်တရားစီရင်သည့်အတိုင်းသူတို့သည်ယောက်ျားဤအုပ်ဆိုးခြင်းကိုဝန်ခံရကြမည်မိန်းမတို့သည်တစုံတစ်ခုကို သင်လိုရင်အိမ်၌မိမိခင်ပွန်းတို့ကို မေးမြန်းကြစေမိမသည်အသင်းတော်၌ဟောပြောလျင်ရှက်ဖွယ်သောအကြောင်းဖြစ်၏ဖျားသခင်၏နှုတ်ကပတ်တရားတော်သည်တင်တို့မှထွက်သော်လည်း ို့မဟုတ်တင်တို့တို့သာရောက်တလို့ငါသည်တင်တို့အားရေး၍ပေးလိုက်သောစကားတို့သည် သခင်ဖျားဤပြည့်ညတ်တော်ဖြစ်ကြောင်းကိုပရောဖက်ဖြစ်တော်သူဝိညာဉ်စုကျေးစုကိုခံရတော်သူမြည်ဒီကဝန်ခံပါစေ။တစုံတယောက်တော်သူသည်မတိလျင်မတိပဲနေစေ။အချုပ်အချာဟုမူကားညီအကိုတို့တင်တို့သည်ပရောဖက်ပြုခြင်းငှာအလွန်အလိုရှိကြလော့။အခြားသောဘာသာစကားဖြင့်ဟောပြောခြင်းအမှုတို့ကိုလည်း မမြင့်တာကြနဲ့ခတ်သိမ်းသော အမှုကို တင့်တယ်လျှောက်ပတ်စွာ အစဉ်အတိုင်းစီရင်ကြလော့။ဇာနာရသူရောက်စီတိုင်းပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ ုံကြည်သူသားသမီးကျွန်တော်ကျမတို့ဤဘဝအသက်တာ၌အဖဖရားပေးသောဝိညာဉ်စုကြည်စုအတီးတီးကို အသိန်းတော်ရှိ လူတိုင်းအတွက်အကျိုးရှိအောင်အသုံးပြုသောအသက်တာများအတီးတီးဖြစ်စေတော်မူပါကျွန်ုပ်တို့ဤထင်ပေါ်ခြင်းကောင်းစားခြင်းအတွက်ထိုစုကြည်စုများကိုအသုံးပြုခြင်းမဟုတ်ဘဲ လူတိုင်းအတွက်အကျိုးရှိအောင် အသုံးပြုနိုင်သောအတ္တဓာများအသီးသီးဖြစ်စေတော်မူပါမိမိတို့၌ဖရာသခင်ပေးသနာတော်မူသောဝိညာဉ်စုခြေစုများအားဖြင့်အသင်းတော်ကို အတူတကွတည်ဆောက်နိုင်ခြင်းရှိကြစေဖို့ရန်အတွက်မှာစာ၍ကောင်းချီးပေးသနာတော်မူပါနေ့စဉ်အတ္တဓာ၌အဖဖရာထံဆုတောင်းခြင်းချီးမွမ်းခြင်းတို့တွင်စစ်မှန်သော စိတ်ဝိညာဉ်နှလုံးသားများဖြင့် ိုရော့ကိုကိုးကွယ်လျက် ကိုရော့ထံအစင်မပြတ်ချင့်ကပ်နိုင်သောအတ္တတာများဖြစ်စေတော်မူပါ အဖဖရာသခင်ကောရိန်သူအသင်းတော်နှင့်ကောရိန်သူအသင်းသားများကို ကိုရော့၏နှုတ်ကပတ်တော်အဖြစ်သွန်သင်တကယ်သို့ယနေ့ကျွန်ုပ်တို့၏အသင်းတော်နှင့်ကျွန်ုပ်တို့ယုံကြည်သူအသင်းသူအသင်းသားများ၏အတ္တတာများကိုလည်းသွန်သင်ပေးနေသည့်အတွက်ဂျေဇုတင်ပါ၏ကျွန်ုပ်တို့အသင်းတော်၏ကိုးကွယ်ဝတ်ပြုခြင်းအစီအစဉ်များကိုကောင်းချီးပေးသနာတော်မူပါ ဝိပုခြင်း၌ပါဝင်ဆက်ကပ်တော်သူများတီဆိုချီးမွမ်းခြင်းတမန်ကျမ်းစာဖတ်ရှုခြင်းဟောပြောတုံသင်သောနှုတ်ကပတ်တော်အပေါ်မှာတည်ဆောက်ခြင်းအလုံးစုံတို့သည်အစဉ်တစ်ပြည့်စနစ်ကြပြီးတင့်တင့်လျောက်ပတ်ခြင်းရှိသောဝိပုကိုးကွယ်ခြင်းအစီအစဉ်များဖြစ်ခြင်းအပြင်ယုံကြည်သူ သားသမီးအချင်းချင်းတို့အဖို့ဝိညာဉ်ခွန်အားတည်ဆောက်စေသောအမှုရာများဖြစ်စေတော်မူပါအသင်းတော်ဤဝိပုခြင်းအစီအစဉ်များသည်ဖျားသခင်ဤအလိုတော်အတိုင်း ဥဆောင်မှုကိုခံယူပြီးလှုပ်ဆောင်သော အမှုရာများဖြစ်ခြင်းအပြင်ကျွန်ုပ်တို့အသင်းတော်သည်ဖျားသခင်ဤဘုန်းတော်ကိုထင်ရှားစေသော အသင်းတော်တစ်ပါးဖြစ်စေသည်သာမက အသင်းသူအသင်းသားကျွန်ုပ်တို့သည်လည်းဖျားသခင်ဤဘုန်းတော်ကို ထင်ရှားစေသောယုံကြည်သူများအဖြစ်နဲ့အဖဖျားသခင်ဤအလိုတော်အတိုင်းဆုတောင်းတက်ခြင်းဝတ်ပြုတက်ခြင်းနဲ့ချီးမွမ်းခြင်း ကိုးကွယ်ခြင်းအားဖြင့်အဖဖရာရှိတော်မောင်း၌နှစ်သက်ဖွယ်အသက်ရှင်ခြင်းတို့ဖြင့်အသက်ရှင်တတ်စီဖို့ရန်တုန်သင်မှစပေးသနာတော်မူပါမည်အကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖရာဤနာမတော်မြတ်၌ယူတည်လေးမြတ်ခြင်းကြီးစွာဖြင့်ဆုတောင်းဆက်ကအနံ့ကြပါ၏အာမင် သာရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောသာရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ဂယုဏကျေစုပြုပါစေသောသာရဘုရားသည်သင်ကိုမျှောကြည့်၍ချမ်းသာပေးတော်မူပါစေသောတမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမေတ္တာတော်မဟာဂယုဏကျေစုတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်